အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့ယောက်ျားကမိန်းမတိုင်းကိုခင်မောင်တိုးတချင်းနဲ့ပိုးခဲ့ပြီးတော့ကိုတယောက်သေးပဲချစ်တယ်လို့ထင်ခဲ့တဲ့ ND ရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ Country Knowledge Channel မှာ ပြန်လေးကျူစုလိုက်ပါလေဗျာအဲ့တော့ကျမကအဲ့ဒီမြောက်ကလေးအဲ့လိုဒါရရသွားပြီးတဲ့အချိန်မှာအဖေကလေရဲဘော်တို့အရန်စိတ်ဆိုးတာပေါ့နော်အဖေကတော့ဘာမှမလုပ်ပါဘူးဆရာကြီးတွေကနေပြတခါအဲ့ရဲဘော်ရဲဘော်လေးနေရကိုအချုပ်တယ်ခွန်နေရလာထည့်လိုက်တယ်ကလေးကိုမြောက်ပေးလို့ကျမအဲ့ဒီချေအားစာကြီးကျမလေးအဲ့ဒီတရိတ်ဆန်လေးတွေကိုကင်တာတွေ့တာကျမရဲ့ဟိုပါပေါ့ကျမအန်ဒီရေပေးသလိုဖြစ်တဲ့ဝက်ကလေးဆိုလဲကျမကြောက်တည်သွားတယ်ကွယ် ဟိုအမှန်တော့ဒီ6နှစ်ကျော်အရွယ်ကလေးတယောက်ကမတိတာပေါ့နော်ကျမမတိခဲ့လို့ဒါမတိခဲ့လို့ကျမမှားခဲ့တဲ့အမှားတွေပါဟိုကိုကတော့တိရမလားဟိုဘယ်လိုပြောမလဲနော်ကျမငငယ်တည်းကကျမကကျမလှုပ်ချင်ပြီကျမသဘောကျပြီကျမဖြစ်ချင်ပြီဆိုကျမရအောင်လုပ်တတ်တဲ့အကျင့်လေးကငငယ်ရပါလာခဲ့တယ်လို့ပြောချင်တာအဲ့ဒါနဲ့အိမ်မြောက်ကလေးကိုလည်းနောက်ဘယ်ပို့လိုက်လဲမသိဘူးစေးကန်းတွေပါတော့ပို့တယ်ထင်ပါတယ်စေးတွေပါလည်းထည့်ပြီးမှာပေါ့နော်အဲ့ဒါအဖေကလည်း အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ကျမကိုကောင်း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 ကိုဒံပေးလိုက်တာပဲဘယ်လိုဒံပေးလဲဆိုတော့အဲ့မှာတခါတည်းဘာလုပ်လဲဆိုတော့ဟိုအောက်ကကျန်းတမန်တလင်းခင်းမာလေးတခါတည်းဒူးထောက်တနိုင်လောက်ကြာတယ်ဒါပေမဲ့လေဟိုဒါမြေကိုလှုပ်လို့ဖြစ်သွားတယ်ပေါ့နော်အဲ့ဒီဒံပေးတာလေကျမတနိုင်ပဲထားထားဒူးပဲကျင်ကျင်ဒူးပဲပြုတ်ထွက်ထွက်နော် ကျမမြောက်နဲ့ပတ်သက်လို့စိတ်မကောင်းဖြစ်ရတာတကယ်နာဒါပေမဲ့ကျမကကိုလောက်တာမှားလို့ဒဏ်ပေးတဲ့ကိစ္စပေါ်မှာကျမအေးစစ်စစ်ပဲငငယ်တည်းကကျမဖြုံကုန်မဖြုံတာတိတ်တာလို့ကျမလှုပ်ချင်တာလှုပ်ပြီးရင်ကျမရိုက်လဲခံလိုက်တယ်ဒဏ်ပေးလဲခံတယ်ပေါ့နော်အဲ့ဒါနဲ့နောက်ကျမတို့နေရာဒီကြောက်ပဲရောက်လာကျမအဲ့ချိန်ဟွာလောက်ဖြစ်ပါပြီတဒန်း တဒန်းနှစ်တန်းလောက်ဖြစ်ပြီပေါ့နော်တဒန်းနှစ်တန်းလောက်ဖြစ်ပြီဆိုတဲ့အချိန်မှာနေရာဒီကျောင်းပြည့်ရကြီးကွယ်အဲကျမတို့ရဲ့အိမ်ဘေးရဲ့အနောက်ဘက်နဲ့အလုံးလုံးမှာကျမနေရတူကလေးရှိအရန်ဆော့ကျမတို့တွေကလေလေဟိုနီးမျိုးစုံလဲဆိုတော့ငငယ်တော့ဆိုဘာကြီးဆော့လဲဆိုတော့လေဟိုဟိုသူကလေပန်းရအပွင့်လေးတွေကိုရေဖြော်လိုက်ရင်ချွတ်ချွတ်လေးဖြစ်တယ်အဲ့ဒါဆိုကျမတို့စီရောက်နေပေါ့နော်ပြီးတော့ဟိုစပ်ပုစုပ်တည်းသတင်းစာတွေကိုညှက်ညှက်ပြီးလို့ရှိရင်အဲ့ဒါကဂျာတန်ကြော်ဖို့ကွယ်အဲ့လိုမျိုးတွေဆော့တယ်အဲ့လိုဆော့တာကျမ main ကလေးတယောက်ဆော့တဲ့ပုံစံကျမမှတော်တော်နေတယ် အကျမတခြားနီးနဲ့ယောက်ျားလေးလိုအပင်မတက်ဆော့တဲ့ဟာတွေကအချိန်တရာရှိခဲ့မှဆိုရင်ကျမအဲ့မိန်းမပြပီတတ်တာဒီအိုးနဲ့ခွက်နဲ့ဆော့တာ50ချိန်ပဲရှိတယ်။ကျမမိန်းမလို့ဆိုတာဝါသနာပေါ့။ကျမဘယ်ပင်တက်မလဲ။ဘာလို့ပြစ်လိုက်မလဲဆိုတာပဲအဲ့နီးနဲ့ပဲဆော့ခဲ့တာကွာတောက်လျှောက်။အဲ့ဒါနဲ့နေရာဒီကြလဲကြရရောအဲ့ဒီအနောက်မှာဗာလဲဆိုတော့ဟိုပါပေါ့ဝိုင်းမီဒီယာအရွက်တရအရန်၆ပြီလေနေရာဒီဆိုလို့ရှင်အဲ့ဒါနဲ့ဟို ဖတ်ထိတ်လောက်ရတယ်ကွယ်တက်မှာအဲအဲ့တော့အရာရှိအိမ်ဒီအနောက်ဘက်ကိုဆိုရင်စစ်တီရဲမီးတွေအမေတို့လည်းဝင်လောက်ရတာပါပဲအဲ့လိုမျိုးမျက်ရှင်းတာခြုံရှင်းတာအဲသူတို့အဲ့လိုဖတ်ထိတ်ကစနေနေ့ဖြစ်မလားတနင်္ဂနွေတက်ရက်ရက်ပေါ့နော် သူတို့မျက်ရှင်းနာမြင်တဲ့ပြစ်ရဲဘော်လေးတွေကလည်းရှင်းကြတယ်ပေါ့နော်ခုတ်ကြခုတ်ကြအဲ့ဒီဝါးပြီးအောက်ကဟိုဝါးရွက်၆တွေလည်းဟိုရသလောက်သူတို့ရှင်းပေါ့နော်သူတို့ကခက်တာကျမတို့အဲ့ဒီမြောင်းမြတိုက်ကကတ်တက်တော့အခုဘလို့ပုံစံဖြစ်လဲတော့မသိဘူးကျမတို့ငငယ်တော့အဲ့လိုအဲ့လိုအဲ့လိုဟိုဘာလဲရေနံကြီးဝနေတဲ့အိမ်တွေပဲများတယ်လေအဲ့ဒီကျမတို့အနောက်ဘက်တန်းလုံးမှာလည်းအဲ့ဒီဝါးပြီးနေတော်တော်များတယ်ကွယ်ခြုံနေနေပေါ့နော်အဲ့လိုတွေဆိုကျမဘာတွေးလဲဆိုတော့ကိုနဲ့လည်းမဆိုင်ဘူးနော်သူတို့တွေ အတော်တော်တို့ဟိုလိုင်းငန်းတွေအတော်ကြီးရယ်ဆိုလဲကျမချစ်တယ်လေနော်အဲဒေါ်ကြီးတို့ဟိုပြီးတော့ဦးလေးတို့ဘာကြီးတို့ဟိုဒီမှာနေပူထဲမှာနွေရသည်နေနွေချစ်ချစ်တောက်ပူတာအဲဒီမှာသူတို့ချွေးတလုံးနဲ့ဟိုခုတ်တီခုတ်ဆိုတော့ဘာဘာလို့ဒီလောက်ပင်မခံပြီးခုတ်တယ်လဲပေါ့ကျမတွေ့ခဲ့တဲ့အတွေ့နော်အဲ့ချိန်တော့အာကျမဘာအပြုံဖတ်ထိတ်ကစနေနေ့ဖြစ်ဖို့များတနင်္ဂနွေနေ့မှာကျမဘာအပြုံနောက်ဖေးကအဖွား အဖွားရဲ့မိချစ်ကိုသွားယူတယ်မိချစ်ကခုခေတ်လိုဒီလိုတက်ကနေနေပြီးတော့ထွက်တယ်မိချစ်မဟုတ်ဘူးဒီလိုမျိုးဒီလိုမျိုးချစ်ရတာအဲ့ဒါကျမဘေးအိမ်ကကျမတငယ်နှစ်ယောက်တော်လုံးနေလားလို့ငါတို့တွေလို့မိဘတွေဝိုင်းကုန်မယ်ပေါ့နော်သူတို့မကြည့်ပါဘူးလို့မနေရဆိုလဲလို့နင့်အမိလဲပါတာပဲလို့ငါ့အမိလဲပါတာပဲလို့တိုင်မှုကတော့အိမ်နောက်ဘက်ရှင်းရတာနဲ့ကိုကိုအမနော်အဓိကကိုအိမ်ဝင်းကျင်ကိုကိုဟိုဟာဗောဒီလိုမျိုးရှင်းနေဆိုရလဲဟိုမျိုးပေါ့ကွာဟိုရာရှိကတော်တွေကတော့ဟိုအရန်ကြီးဟိုမျိုးလောက်ရတာမဟုတ်ပါဘူးပြီးတော့ဟိုဟို စစ်တီရဲဘော်လေးတွေရပဲဟိုအပင်ဆိုင်မဆိုလဲဘောင်ပေါက်တာမျိုးပေါ့နော်ကိုင်အရန်ထူနေလဲအဲ့လိုဓားရှိင်းနဲ့ရမ်းတာမျိုးအဲ့လိုမျိုးတွေပေါ့ဒါပေမဲ့အဲ့ဒီဝါးပင်တွေကြံခဲ့တယ်အဲ့တော့ဒီလောက်သူတို့ပေမန်းလို့မဲ့တူငါတို့လည်းမိဘတွေဝိုင်းကိုမင်းတို့ကျမမိဘတွေကိုကူညီခြင်းနဲ့စိတ်ပါနော်လုံးဝတကယ်မိဘတွေကိုကူညီပေးခြင်းတာအဲ့ဒါနဲ့ကျမဘေးရတငယ်ချင်းတွေကျမနဲ့ပြေလူကလေးနှစ်ယောက်သုံးယောက်ရှိတယ်ကွယ်နာမည်တော့မမှတ်မိတော့အာခေါ်ပြီးတော့ဘာလို့လဲဆိုအဖွားစရာမိကြည့်ယူပြီးကျမဝိုင်းကိုမိရှုပ်ထလိုက်ရော ဟိုမီးရှိုးလိုက်တာလေနွေရသည်လေမက်ရှလာမက်ရှလာကြီးဆိုတော့တခါတည်းမီးရလေကျွန်မမီးရွှဲချင်ရလေမနဲ့ဆယ်နိုင်ခွဲလောက်ကြီးဖြစ်မယ်တခါတည်းလေဝိုင်းဝအိုးဆိုဟာဟိုမာဘိုးရောင်ကိုအိမ်မာအိမ်မာမီးတွေလောင်နေပြီမီးတွေလောင်နေပြီဆိုပြီးတော့တတ်ထိတ်ကနေပြီးတော့ အဲ့ရုံဘက်ကလူတွေလည်းပေါ့ဘေးအိမ်ကလူတွေကစအကုန်မြူအိုးရဲဘော်တွေလည်းရေဘုံတွေနေပေါ့နော်အိမ်ကအမေကလည်းဟဲ့ဘာဖြစ်တာလဲဘာဖြစ်တာလဲအဖေကလည်းဟာပြီးတော့အိမ်မှာရှိတဲ့ရေရေတန်ကြီးရရေတွေခက်ပြီးရေတွေပတ်ပေါ့အဲ့နဲ့အဖေကနေရုံကနေပြန်လာပေါ့နော်အိမ်မှာမီးလောင်နေတယ်အိမ်နောက်ဘက်မှာမီးလောင်နေတဲ့သတင်းကြားတယ်ဟိုဘူကြီးအိမ်မှာဆိုတော့အဖေကပြန်လာတော့ဘယ်လိုဖြစ်လို့မီးလောင်နေပေါ့နော်ဝါးရုံမီးလောင်ဝါးရုံအဲ့တဒန်းလုံးကျမတို့အိမ်အနောက်တဒန်းလုံးဆိုရင်ဝါးရုံအပြင်လင်းငါ လေး90တော့မရှိတော့ပါဘူးဘွားယုံကသူကယုံကအတောက်ယုံတယုံဆိုလေး90ယုံပေါ့နော်လေး90ယုံတော့ကတော့အမှအိုးကံကောင်းလို့အနောက်ဘက်ကအိမ်ကလည်းအဲ့ဒီရေနံကြီးတုတ်ထားတဲ့ပြင်တော်အိမ်ကိုသွားပြီးတော့မီးသွားမကူးတာအိုးအဲ့ဒီမှာလေဒီဘွားယုံဘယ်သူမီးရှို့လဲဘာကြောင့်မီးလောင်တာလဲဆိုတော့ပထမတော့ကျမတို့လက်ချက်ဘယ်သူမှမသိဘူးကျမကလည်းမီးလောင်တယ်ကျမလည်းကြောက်ပြီးပြေးပုန်းတာချက်ချန်နဲ့ပြေးပုန်းတာချက်ချန်နဲ့တငယ်ချင်းတွေမှခေါ်သွားတာခွဲ့လာလာလာသွားမယ်ပေါ့အားနဲ့ဘလို့ဖြစ်လို့ ဝါယုံကမီးလောင်တာလဲဆိုတော့ဆရာကြီးတွေကအဘူးကြီးတဲ့အရန်ပူတော့တဲ့ဝါချင်းပုတ်တိုက်ပြီးလောင်တာဝါချင်းပုတ်တိုက်ချင်းကိုမရအောင်ကျမတို့မြောက်ရှော့အောင်ဆော့တာလားအဲ့နဲ့အဲ့တော့ဆိုလောင်ညာတော့ကတော့ရေတွေနဲ့အကုန်လုံးအနောက်အိမ်ရလဲရေပုံးနေနေပေါ့ဟိုဘေးအိမ်ရလဲရေပုံးကျမတို့အိမ်ရလဲအဖွားလဲမနေရအမေလဲမနေရရေပေါ်တွေလဲမနေရကျမဖေလဲရုံးကနေတခါတည်းဟို ပြန်ပြေးလာတာပေါ့နော်သူတို့စတင်ဝေးရုံခဏသွားတာမျိုးရှိနေရှိမှအေးပြန်ပြေးလာတော့မှတ်မိလေအိမ်မှာအဖေရှိမနေဘူးရှိမနေလို့ကျမကလည်းအဲ့လောက်တတ်တိရှိတာလောက်ချင်ပြီဆိုကျမကမိဘအလစ်ကိုပဲချောင်းနေမိဘရှိရချင်ဆိုတော့ကျမကမခုတ်တက်တဲ့ကြောင်ကြီးလိုပေါ့နော်ခက်တတီပဲပေါ့ကိုတခြားနည်းနဲ့ဆော့တာမျိုးအိမ်ဒရေတိတ်ခါရှိရှိပေါ့ငငယ်တဲ့ကအဲ့လိုကျမရဲ့စောက်ကျင်လေးပြပြတာနော်ကျမစောက်ကျင်လေးမကောင်းပါဘူးအဲ့ဒါနဲ့နောက်ကြတော့အေးနဲ့ဟိုရတဲ့ခေါင်းကြီးမဘယ်ရောက်နေလဲပေါ့အဖေကမိလောင်နေဆိုတာစိတ်ပူလို့လေဟိုအဲ့နဲ့ အဲ့ဒီအချိန်မှာကျမလေးပါလေတိလာချက်ချက်နဲ့မှထိုင်းမြဲကျမတို့လေကြောက်တာတော့တိလာအမှန်တော့ဒီဟာကျမမီရှုလို့ဖြစ်သွားတဲ့ကိစ္စလေဒီလောက်ကြီးမယ်မှန်းလဲကျမမသိဘူးကျမအဲ့ခုနှစ်နှစ်အရွယ်လောက်ကအုံနောက်အတိညာမှာဒီလိုမီရှုရင်ဒီလိုမျိုးအကြီးကြီးဖြစ်သွားမယ်လို့ကျမမသိလို့ကျမရှုတာနော်ရှုတဲ့ခါကျတော့အာမိမိကချက်ချက်နဲ့မှာပေါ့နော်ပပရေကျမငငယ်ဖြစ်ဖြစ်ပပလို့ခေါ်တယ်ပပရေမိမိကချက်ချက်နဲ့မှာပေါ့နော်ဒီလိုအတန်တောင်မထွက်နိုင်ခဲ့ပါဘူးအဲ့တော့ကျမကြောက်တာတိလား မီးတွေမြည်မြည်ကျမအရန်လန့်သွားဒါပေမဲ့ကျမမလုံွယ်သေးလားဒါပေမဲ့ကျမရှို့တယ်လို့လည်းဝင်ခိုင်းကျမဒီကောင်းကောင်းကြက်မွေးနဲ့တကယ်ရိုက်ခံရမှာကျမအဲ့မှာနိုင်ဝတ်တနိုင်လောက်ကျမဘာမှမပြောဘူးအဲ့ချက်ချန်နေရတယ်လာခဲ့လာခဲ့တဲ့ပြီးွားပြီးအားလုံးငြိမ်ဝပြီးတဲ့ဟိုထမင်းစားချိန်ရောက်ပြီးထမင်းစားမဲ့ပါတယ်ကျမတငယ်ချင်းတွေလည်းကြောက်လန့်ပြီးပြန်ကုန်ကြတာပေါ့ပြန်ကုန်ကြောက်ကျမထမင်းစားနေနေအဲ့နဲ့ကျမတော့ထမင်းအစားတော့မတ်တာကျမပဲရှိရကျမလေးကိုကိုကိုမလုံတာ ။ခမင်းစားလဲကျမအဲ့လောက်ကြီးဟိုဟာမဖြစ်ဘူး။အဲ့နဲ့အမေကနေကျမကိုမေးတယ်ပေါ့နော်။အဖွားကသူ့6လကျော်လောက်ခရီးကသူ့လက်ထဲမှာကြီးလာတဲ့ဒီကောင်မလေးရဲ့သူ့မီးရဲ့အခြေအနေကိုသူသိပြီးသား။မဖြစ်တာလဲပြော။ဒီဝိုင်းရုံမီးလောင်တာ။မိမိနဲ့ပတ်သက်လား။မိမိသွားလောက်ထားလား။အမေရုပ်အမှန်တိုင်းပြောမညာနဲ့နော်တဲ့။အဖွားကပြောတာနော်။အဲ့ဒါနဲ့ကျမကလည်းလေမဟုတ်ဘူးမမီမမီကလေဟိုဟာ အမိုက်တွေရှင်းမိတာပါဆိုတော့အေးအမိုက်တွေရှင်းနေဆိုတာနေအလုံးမဟုတ်ဘူးအဲ့တော့တအိမ်လုံးအိမ်နေပါမီးလောင်ကိုနေဘယ်လိုလုပ်မလဲအိမ်နေပါမီးလောင်ရင်နေအဖေထောင်ကြမှာနော်ဒါပေမဲ့ကျမနားမမလဲတာခုနှစ်နှစ်ရွယ်ကလေးကိုထောင်ကြတာကြီးမကြိုက်ကျမနားမလဲဘူးလေဘာပြောဖွာတခါတည်းကြက်မွေးဆွဲပြီးကျမကိုချထားလိုက်တာခြေတလုံးမှာရှစ်ချက်လောက်ရှိရရှိုးရနောက်တခါမိကြီးကင်ကြီးလူကြီးမသိအောင်ငပိဘူးကင်ကြီး နောက်တစ်ခါဘာမှအမေအဖွားတွေမသိအောင်အမိဘတွေမသိအောင်အဲ့လိုတွေလှုပ်ကြည့်ကလေးကကလေးနေရမနေလို့ဆိုရိုက်တာဟိုစနေသမီးလေးရငယ်ရမှွေတဲ့အပိုင်းလေးတွေကိုဆက်မပြောခင်ပါကျမဒီနေ့ဖះဖို့ပြုတ်ပြီးတော့ဖះဖို့ပြုတ်နေနေပေါ့နော် ကျမဘာလေးတတိတော်ရလဲဆိုတော့ကိုကြီးနဲ့ယူခါစားအကြောင်းလေးယူပြီးတော့ဟိုကျမကိုသူ တချင်းလေးတစ်ပုတ်ဖွင့်ပြတဲ့အိမ်ညာအဲ့တော့သူကတကယ်ကို ဟိုချစ်ချင်းနာနာလေးနဲ့အဲ့တချင်းလေးအတိုင်းပဲတဲ့သူကတဲ့မြမလေးမရှိလို့မဖြစ်ဘူးလို့ပြောပြီးဖွင့်ခဲ့တဲ့တချင်းလေးကိုဒီနေ့ညဖယားဝပြုနေနေမှာသွားအမှတ်ရတာတနာကြောင်နဲ့တော့အကြောင်အကျဉ်းသားရဲ့ရီဝဲအပြုံးလေးများချားမှာပေါ့နော်ကျမတော့ကျမနဲ့တော့သူကဘာဖွင့်ပြလဲဆိုတော့ဗာလဲဟိုလေခမောင်တို့ရဲ့မြေကိုဟာမြားတဲ့စင်ဆိုရင် ပြစ်လွန်လိုက်မယ်လေညို့ရှင်ဟာမင်းမယ်နူအောင်ဘဝတစ်ခုတည်းမင်းလည်းသိပါတယ်လောကရဲ့မှာလိုက်အဝေးစီမောင်းထုံနိုင်မယ်အဲ့ဒီချင်း အဲ့ဒါနဲ့ဖယားဝပြုနေနေနော်လူစိတ်များဆိုတာအလေးနှစ်နှုံးထက်ဘလောက်မြန်လဲဆိုတာပြောပြတာပါကျမသွားပြီးဒီနေ့ညမှကျမသွားမှရအိုးငါ့ဟိုတော့ကလေဒီလိုဖွင့်ဖွင့်ပြခဲ့တာပဲဗော तू ကသိရမလားနှစ်ဦးပေါင်းပြီးမှဘဝတစ်ခုလေးနဲ့များလို့ဗောကွယ်ခမောင်တို့ရဲ့တခြင်းလေးကျမအဲ့မှာအမေရလို့ကျမပြောပြတာတိလားအဲ့တခြင်းတော့ကလေကျမကိုဖွင့်ပြတော့ကျမကလေးတိလားပို့စုပတ်ဆက်ကြည့်ခဲ့တာ ကျမကဩပေါ့သူဟာပေါ့ကိုကြီးကငါ့ကိုတကယ်ချစ်တာပေါ့လေးစောက်တလွဲစောက်တလွဲအဲ့ဒါလေးအမှတ်ရတာပေါ့နော်အမှတ်ရပြီးတော့ကျမနောက်ဘာပြောချင်လဲဆိုတော့အဲ့ဒီမြောင်းမြမှာလေးနှစ်လောက်သုံးလေးနှစ်လောက်နေရတယ်ထင်တယ်အဖေတို့ကလေအဲ့ဒီခလေးပိုင်းခဏလေးရက်ပြီးတော့နောက်ရည်စရာလေးတစ်ခုထပ်ပြောပြအောင်မယ်ဗာလဲဆိုတော့ဟိုပါပေါ့တကယ်တော့လေး ကိုကြီးอ่ะလေဘယ်လိုပြောမလဲเนาะဟိုကျမအထင်းသိမ်းမတက်လို့ပြက်စီသွားတာလို့ပြောရအောင်လေအမှန်တော့အကြီးနဲ့အငယ်မှာအငယ်ကအကြီးကိုထိန်းရတာလားအကြီးကအငယ်ကိုထိန်းချောင်းတာလိုက်ပါတော့အဲ့ဒါကလင်းလေးကွာသေးလားဘာဖြစ်လဲဆိုတော့ဟိုကျမတို့ကြတော့လေဖေဖေကငငယ်တွေကအမြဲတမ်းဆုံးပါတယ်ကျမကတမိကြီးဆုံးမလားအငယ်တွေကကိုပြောတဲ့စကားကိုနားထောင်ခြင်း ကိုခိုင်းတဲ့အတိုင်းလှုပ်စေခြင်းကိုကလည်းဥဆောင်ဥရပြုတ်ပြီးတော့အလုပ်လုပ်ပြရမယ်။ကောင်းနေရမယ်မှန်အောင်နေရမယ်အကြီးပီတာကိုနေရမယ်ဆိုတဲ့အဲ့လိုမျိုးကငငယ်တွေကနေပြီးတော့အကြီးဖြစ်တဲ့သူကအော်ဗောငယ်ရီကနေကိုယ်ရိုးသေးတာလေးစားတာကိုယ်စကားနားထောင်တာခံချင်လို့ရှိလို့ရှိရင်အကြီးပီတာအောင်နေရမယ်လို့ကျမကိုပုံစံကွက်ထဲကကျမတို့မောင်နှမ၃ယောက်စလုံးရိုက်သွင်းခဲ့တဲ့ခါမှာလေဟိုဗောလူတွေကလေကိုယ့်ရဲ့ ဟိုပါပေါ့ငငယ်လေးကကြီးပြင်းလာတဲ့ပုံစံမိဘဆုဆုံးမမှုတွေကလည်းတကယ်တမ်းကျတော့လေဟိုတစ်ဖက်မိသားစုနဲ့တစ်ဖက်မိသားစုမှာပုံစံမတူတွေကွာဟမှုတွေတော့အများကြီးဖြစ်စီလာတော့မှန်ပါတယ်နော်ဟိုအဲ့တော့တစ်ခါကျရင်ကျမကပဲပေါ့နော်အိမ်တော်တစ်ခုကိုမထိမ့်သိမ့်တက်တက်လို့လားဆိုတော့လေကျမဘလို့ထိမ့်သိမ့်တက်မှာတော့ကျမလည်းတက်တလောက်မှတ်တလောက်လေးနဲ့တော့ကာကွယ်ခဲ့တာပဲပေါ့နော်အများကြီးကာကွယ်ခဲ့တာပါ ကာကွယ်ခဲ့တယ်ဆိုတာကျမကျမကာကွယ်ပုံကာကွယ်နည်းတို့လည်းရှေ့အပိုင်းဒီမှာအများကြီးပြောပြီးသားပေါ့နော်အဲဒီအပိုင်းတော့ကျမသတိရပါတယ်သတိရတယ်ဆိုတာလေးဩဘာပဲပြောဟိုပေါ့အမှတ်ရစရာလေးတွေတော့အများကြီးပေါ့နော်အဲ့နဲ့အဲ့မှာဟိုကျမဒီ personal life ပြောဟိုပြောနေတဲ့အချိန်မှာကိုကြီးနဲ့ဘမဆုံတာလဲလို့လာမေးတဲ့ comment လေးတွေဖြေပြီးမလို့တိလားကိုင်းနေပါမဆုံးပါလဲဆိုတော့88ပြီးတော့ကျမတို့အဖေတို့တက်ကရန်ကုန်ကိုရန်ကုန်မှာ လုံးလုံးကြီးယူရတယ်။ယူရတဲ့အချိန်မှာအဖေတို့ကအဲ့လိုဟိုပါလေတော်လှန်ရေးပလေးလျှောက်တယ်ကွာ။အဲ့ဒီခစ်တော်ကတကယ်တမ်းပြောလို့ရှိလို့ရှိရင်ဟိုစစ်သားတွေကိုဒီလိုအခုလိုအခြေအနေမျိုးမဟုတ်ဘူးနော်။အဲ့တော့ဒီအခုကျမပြောတဲ့ဟိုဒီစစ်သားတွေနဲ့ပတ်သက်တဲ့ကိစ္စတွေအကုန်လုံးဒီအခု2021ကနေ2025မှာဖြစ်သွားတဲ့အခြေအနေနဲ့တိုင်းပြီးတော့မပြောပါနဲ့လို့ကြိုပြီးတော့မြစ်တာရက်ခံပြစီရှင်နော်။ကျမတို့ငယ်တော့ဘဝတွေမှာစစ်သားတွေကိုပြည်သူတွေကလည်းချစ်တယ်။အာကျမတို့ကလည်း ဟိုချစ်တယ်ပေါ့နော်ကျမတို့ကို့အဖေကလည်းစစ်သားပဲလေကွယ်အဲ့တော့အဲ့တော်လေး plate မှာအဖေကဓာတ်ကင်ကိုကြီးကအနောက်ကအဲ့ကိုကြီးအဖေကအရှိကစစ်ကြောင်းမှုကိုကြီးကဓာတ်ကင်အဲ့နဲ့အဖေစီကိုသွားပန်းကုန်းဆိုးရတယ်လေအဖေကအဲ့လိုမျိုးလေငငယ်တွေကကျမတို့တွေကိုအကုန်လုံးဘယ်လိုလဲဆိုမိသားစုကသွားအရန်ဟိုကဖြစ်တယ်ဘယ်တော့သားခေါ်တယ်ဆိုတော့အဲ့ပန်းကုန်းဆိုးရင်းနဲ့အောင်သေးတာကဥဇော်အာအဲ့လိုတွေးကြတာပေါ့နော်တွေးကြတာအဲ့လိုတွေးတာပါဟိုပန်းကုန်းသွားဆိုးရင်းနဲ့အဖေစီသွားဆိုးရင်းနဲ့ကျမကလည်း ဟိုဟာသဘောကျတယ်ပေါ့နော်သဘောကျရဲဆိုအဲ့လိုပေါ့နော်သူနဲ့ကိုနဲ့ကြာမျက်စိမျက်မျက်လုံးချင်းစကားပြောတယ်ပေါ့တကယ်ဆိုရင်ကိုကလည်းချစ်မိနေပြီအဲ့အတိုင်းပဲအဲ့လိုစုံရတာပါဟိုတက်တက်ကြီးအခုခေတ်တလို့ online မှာတို့ TikTok မှာတို့ Facebook မှာတို့ဟိုဗာလဲ Telegram မှာတို့ Instagram မှာတို့စုံတာမဟုတ်ဘူးနော်ကျမတို့တွေအပြင်မှာအပြင်မှာအဲ့လိုမျိုးဖဖေးကိုပန်းကုန်းသားစုံရင်းနဲ့ကျမတို့ကစုံကြတာစုံပြီးတော့ဂျားရီယာအောင်တဲ့ပေးတာကတက်ကဘူကြီးစောအောင်ဥစောအောင်အောင်တဲ့ပေးတာ cũng do ông này bế đã là nhiều